ဆာဖူးချင်တယ်ဆိုတဲ့မှန်လေးကြောင့်လေတကယ်လည်းကြွေးချင်ပါတယ်ဒါမဲ့ဒီတရားလေးအလိုမဲ့သွားပြီဆိုလို့ရှိရင်တော့အဝေးပို့မယ်ဆိုရင်တော့ तू ကအဆင်မပြေဘူးပေါ့နော်ပျော်ပြီးတော့ရွှဲသွားရပေါ့အဲတီးရဘယ်လိုမျိုးလဲဆိုတာလေးပြမယ်လေအဲတီးရဒီလိုမျိုးညှစ်လိုက်မယ်ဆိုရင်ကွာ तू ကအာ strawberry လိုမျိုးပေါ့နော်အရေးရွှန်းရွှန်းလေးနဲ့အဲအဲ့လိုမျိုးလေး strawberry နဲ့စင်တူတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ berry မျိုးတွေပေါ့နော်။သူတို့က berry မျိုးဆိုတော့တူတယ်။ဒါရင်းနဲ့အသီးတွေအဲ့လိုဖြစ်ပြီးမဲ့ဒီလိုနည်းနည်းလေး စိတ်နဲ့အသီးတွေဆိုရင်တော့နည်းလေးဖြစ်လိုက်တဲ့ခါကျရင်အဲ့လိုမမာလေးရှိပါတယ်ဒီအသီးအစိမ်းတွေပေါ့နော်မနေ့ကဗီဒီယိုထဲမှာဆိုတဲ့နည်းနည်းမဲသေးတဲ့အသီးတွေဆိုလို့ရှိရင်တို့ကဒီဘက်မှာထောင်းစားတယ်လို့လည်းပြောရပေါ့နော်အချိန်ရောက်လို့ရှိရင်တော့ထောင်းတဲ့ဗီဒီယိုလေးတင်ပေးပါမယ်အရသာလို့လည်းပြန်ပြောပေးပါမယ်နော်ချင်းပြုံးပြုံးလေးနဲ့စားလို့ကောင်းတယ်လို့တော့ပြောရပါတော့။ဒီအသီးကိုမဖြစ်လို့ဒီဘက်ဒေတာကပိုရသီးလို့ခေါ်လဲဆိုလို့ရှိရင် तू ကွာရုပ်ရက်ကြည့်လို့ရှိရင်အ ာတွေပေါ့နော်ပိုးရားကောင်လို့ခေါ်တယ်ဒီဘက်ကပိုးတုံလုံးပိုးဖလန်ကောင်လေးနဲ့တွေ့ရပေါ့နော်အဲမြန်မာပြည်ဘက်မှာဆိုတော့ခူကောင်လို့ခေါ်ရပေါ့အဲအဲ့လိုမျိုးလေးနဲ့တွေ့လို့ပါခဏဖြစ်ထားတဲ့အသီးလေးကိုစိုက်ကြည့်မယ်နော်သူရဲ့ result လေးပြန်ပြောပြပါမယ်တတ